ငယ်ချင်းတို့အိုးရှေ့ရင်တော့ရွာတရွာမှာအလုတ်ကျိုးစားတဲ့လူတယောက်ရှိ။ "तू ကလေသမားတူဦးဖြစ်ပြီးတော့မနက်ခင်းတိုင်းမှာစောစောထပြီးတော့အဝေးရရေတွင်ကနေတောက်သုံးရယူလာပေးတယ်။အဲ့ဒီအတွက်သူ့မှာအိုးနှလုံးရှိပါတယ်။ဒေါက်တာချောင်းရဲ့အဆုံးနှစ်ဖက်မှာခြိထားလိုက်ပြီးတော့လည်းပခုံးပေါ်မှာထမ်းလိုက်တယ်။အဲသူ့ရဲ့အိုးတအိုးကကောင်းပြီးတော့တခြားအိုးကတော့အပေါက်သေးသေးလေးရှိတာကြောင့်လမ်းမှာလည်းရေတဝက်ကကြကြံခဲ့တာပေါ့။နောက်တအိုးကတော့ရေပြည့်ပါပါတယ်။ပထမအိုးကရေပြည့်ပါလာလို့လေကိုကိုကိုဂုံယူပြီးတော့ဒုတိယအိုးကိုကဲ့ရဲ့။ "तू ကပြောတယ်လေ။နင်းကဘာမှသုံးမကြဘူး။နင်းရဲ့ရေတဝက်ကလမ်းမှာကြကြံခဲ့ ။မင်းကြောင့်လေသမားပြင်းမှန်းသွားတယ်။မင်းတဏှာမှာပြုတ်ကြပြီးဘာလို့ပြည့်စည်မသွားတာလဲ။ဘာကြောင့်လုံးဝအသုံးမဝင်တာလဲ။ဒါကြောင့်တဖက်ကလည်းတနေ့မှ तू ကငိုတာပေါ့။လေသမားကလည်း तू ငိုနေတာမြင်တော့မေးတယ်။တငယ်ချင်းဘာဖြစ်တာလဲဘာလို့ငိုတာလဲ။အဲ့ဒီမှာအိုးကလည်းပြန်ပြောတယ်။ငါ့အထဲမှာအပေါက်တစ်ခုရှိတယ်။ဒါကြောင့်ရေတဝက်ကလမ်းမှာပြုတ်ကြတယ်။ငါကြောင့်မင်းရဲ့စ조사အထုတ်မှုကပြတ်သွားတယ်။နောက်တစ်ခုကမင်းငါ့ကိုဘယ်တော့မှအပြစ်မတင်ဘူး။ငါရဲ့ချုပ်ရင်းချက်တွေကြောင့်ငါရှက်တယ်။ကျွန်တော်ကိုခွင့်လို့ပါဒီစကားကိုကြားတော့လေသမားကလည်းစိတ်မကောင်းဖြစ်သွားတာပေါ့ မင်းရဲ့ဒီအာနေချက်ကိုပဲမင်းမြင်တာလားငါတို့ရေးတယ်လာတဲ့လမ်းကြောင်းကိုသတိထားပြီးကြည့်ကြည့်ပါမနေ့ကမင်းရဲ့ဒီစိတ်တွေမိသွားအောင်တစ်ခုလုပ်ပြမယ်မင်းရဲ့ဒုက္ခကနောက်နေကြရင်ဆုံးသက်သွားလိမ့်မယ်နောက်တနေ့လေသမားကလည်းရေးသွားယူတဲ့ချိန်ပြန်လာတဲ့ချိန်မှာတော့အပေါက်ပါတဲ့ဦးကလည်းပြောတာပေါ့ကြည့်ပါဦးလမ်းဘေးမှာလှပတဲ့ပန်းရောင်စုံတွေအများကြီးအပွင့်နေပွင့်နေတယ်အပေါက်ပါတဲ့ဦးကလည်းတလန်းလုံးပန်းတွေကိုငေးကြည့်နေတာပေါ့ပန်းတွေကိုကြည့်ပြီးတော့ဝမ်းသာနေတယ်လေသမားအိမ်ရောက်တဲ့အခါမှာအဲ့ဒီဦးရေကရေတဝက်ကိုတင်လိုက်လမ်းမှာရေတဝက်ကျသွားတာကိုသတိရပြီးဦးကလည်းဝမ်းနေနေနဲ့ပြန်ငိုတော့တာပေါ့အဲ့ဒီခါလေသမားကလည်း တကယ်ချင်းမင်းအခုလဲငုံနေပြန်ပြီမင်းလာတဲ့လမ်းကိုသတိထားမိလားရောင်စုံပန်းနေဖူးပွင့်နေတာမင်းဘက်မှာပဲရှိခဲ့တယ်တခြားအိုးဘက်မှာပန်းတပွင့်မှာမရှိဘူးမင်းမှာအပေါက်ရှိမှန်ငါသိတာပေါ့ဒါကြောင့်လဲလမ်းမှာရောင်စုံပန်းစီတွေကိုကြချဲခဲ့ရေခက်ပြီးပြန်มาနေတဲ့မင်းရရေတွေပေးတယ်ဒီနေ့ခီးစဉ်တစ်ခုလုံးဟာရောင်စုံပန်းနေနဲ့လှနေတာလဲမင်းကြောင့်ပဲလေလူတွေကရောင်စုံပန်းတွေကိုနှက်တတ်ကြတယ်အကယ်၍မင်းမှာသာအပေါက်မရှိခဲ့ရင်ဒီလိုဖြစ်နိုင်မှာမလားတကယ်ချင်းတော့ ဒီကဘာမှာပြည်ပြည်စုံပြီးအားနည်းချက်မရှိတဲ့လူသားဆိုတာမရှိပါဘူးလူသားတိုင်းမှာချုပ်ရင်းချက်တခုခုရှိတယ်ကျွန်တော်တို့ရဲ့ချုပ်ရင်းချက်ကိုအစိုးမြင်နီးနေတာကြည့်နေမယ်ဆိုရင်အမြဲစိတ်ဆင်းရဲနေမှာပဲအကယ်၍ကိုယ့်ရဲ့ချုပ်ရင်းချက်တွေကိုလက်ခံပြီးအကောင်းဘက်ကနေကြည့်ရင်တော့လေသမားရေအိုးထဲမှာပြသသလိုအဲ့ဒီအထဲမှာလည်းကောင်းတာတခုခုကိုတွေ့ရမှာပဲသူကအိုးရဲ့အားနည်းချက်ကိုခွန်အားဖြင့်ပြောင်းလိုက်ပါတယ်အခုတော့လည်းအပေါက်ပါတဲ့အိုးကတခြားအိုးထက်ပိုရေးပါတယ်ဒီလိုမျိုးပြုသဘောဆောင်တဲ့ဇလန်းတွေကိုလည်းအမြဲနားထောင်ပြီးတော့ဘဝဘူးသူရတွေရစီဖို့ဒီဘူယိုလေးကိုလည်းလိုက်လုပ်ပေးပါဦး နောက်ပြီးတော့ channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်